အများပြည်သူပိုင်မြင်များပြည်သူလူမှအမှန်တကယ်ပိုင်ဆိုင်ခွင့်ရရေးစီစဉ်ဆောင်ရွက်ပေးပါရန်တိုက်တွန်းကြောင်းဆိုပြီးတင်ပြပါရစေ။ငင်းငင်းကျုံမြို့နယ်ကလွှတ်တော်ကိုယ်စားလှယ်ကိုနေဖုံးလက်တင်သွင်းထားတဲ့ဒီဆိုဟာရန်ကုန်တိုင်းတွင်းကအများပြည်သူပိုင်နေရာတွေမှာအစိုးရဌာနပိုင်အဆောက်အုံတွေစောက်လို့ရောင်းချငှားရမ်းတာတွေရပ်တန့်မှုနဲ့အများပြည်သူတွေပြန်လည်ပိုင်ဆိုင်နိုင်မှုအတွက်အဓိကတိုက်တွန်းထားတာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်73ဦးဖောက်ခံဆွေးနွေးခဲ့ကြတဲ့ဒီဆိုဟာရန်ကုန်မြို့တော်ဝန်ကန့်ကွက်နေတဲ့ကြားက လွတ်တော်အမတ်အများစုရဲ့ထောက်ခံမှုကြောင့်အတည်ပြုဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။အများပိုင်နေရာတွေကိုအများပြည်သူပြန်လည်ပိုင်ဆိုင်ရေးကိစ္စတိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်လို့ကိုနေဖုံးလက်ကအခုလိုပြောပါတယ်။ဒီအများပြည်သူပိုင်နေနေရာ public space public area တွေဟာဒါသိရေးကြီးပါတယ်။ဒီမှာပြည်သူလူထုမှအမှန်တကယ်ပိုင်ဆိုင်နိုင်လို့ကျွန်တော်ပြောရတာပိုင်ဆိုင်မှုသဘောတရားကိုကျွန်တော်ပြောလို့ချင်မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နေရာလုံးကတော့ဒါနိုင်ငံတော်ကပိုင်နေဆိုတဲ့ဟာတော့ဒါကျွန်တော်ပိုင်ဆိုင်မှုကိုပြောလို့ရမှာမဟုတ်ဘူး။အများပြည်သူနဲ့သက်ဆိုင်တဲ့အများပြည်သူပိုင်တဲ့ public space public area တွေကအများပြည်သူသုံးဆွဲဖို့ပဲဖြစ်ရမယ်။လူတဦးတယောက်ဒါမှမဟုတ်ဌာနတစ်ခုခုကနေပြီးတော့ဒီဟာကိုအပိုင်စီးတာမျိုးမဖြစ်ရဘူးဆိုတော့ကြည့်ရချက်သဘောတရားဒီအဆိုမှာကျွန်တော်တတ်ဝင်ပါလေ။ရန်ကုန်မြို့တော်ဦးမမောင်ဆိုးကတော့ဒီအဆိုဟာစီပင်သားရဲကော်မတီတစ်ခုထဲနဲ့ဆုံးဖြတ်နိုင်တာမဟုတ်တာကြောင့် မှတ်တမ်းအနေနဲ့သာထားရှိပေးဖို့ပြောဆိုခဲ့ပါတယ်။ဘာကြောင့်ပါလဲ။အများပြည်သူပိုင်နေရာများအစိုးရဌာနများဘက်မှပြည်သူအကျိုးကိုရှေ့ရှုစဉ်းစားခြင်းမရှိဘဲကျူးကျော်ခြင်း၊မာယာခြင်း၊ရောင်းချခြင်းပြုလုပ်နေပါသည်ဟုပြည်သူအကျိုးပြုလုပ်ငန်းများအတွက်ပြန်လည်စီမံချထားပေးရန်အဆိုကိုကျွန်တော်ပြန်တုံ့တက်တဲ့အခါမှာအဲ့ဒီအဆိုဟာအလွန်တရာပဲတိမ်မွေ့နှုံးညံ့ပြီးတော့အရေးကြီးတဲ့တုံ့တက်မှုလိုပါတယ်။ နောက်ပြီးတော့လည်းဒီမှတ်တမ်းများနဲ့ဒါထိထိရောက်ရောက်ကန့်ကွက်ဓာတ်ပုံလည်းလိုပါတယ်ခင်ဗျာသမရဥခင်ကျော်ဦးဆောင်နဲ့အယက်သားအစိုးရလက်ထက်မှာအခုလိုကိစ္စမျိုးတွေထပ်မဖြစ်ဖို့နဲ့ဒီကနေ့ဖြစ်နေတဲ့အများပိုင်းနေရာတွေမှာအစိုးရဌာနဆိုင်ရာတွေကဂရန်ဖောက်ရောင်းချထားမှုတွေကိုအချိန်မီပြန်လဲတုံးသက်ဖြေရှင်းဖို့လိုအပ်နေပြီလို့ဆိုလာသူကကျောက်တရားမြို့နယ်ကအလွတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြပါ အခုလက်ရှိအစိုးရအနေနဲ့တော့ဒါမျိုးတွေထပ်မလုပ်ဘူးဆိုတာမတို့ယုံကြည်ပြီးသားပဲဒါပြည်သူအစိုးရဖြစ်တယ်အမတို့အစိုးရဖြစ်တယ်ဒါပေမဲ့လက်ရှိလုပ်နေတဲ့ဟာတွေထဲမှာအဲ့လိုပေါ့နော်ဟိုမမှန်မကန်ပုံစံမျိုးတွေဖြစ်နေတာမျိုးတွေကိုပြန်လဲစီစစ်ဖို့လိုတယ်ပြန်လဲသုံးသပ်ဖို့လိုတယ်တဦးတယောက်တည်းအဲဟိုဟာမျိုးဖြစ်နေတူတယောက်ပိုင်လိုမျိုးဖြစ်နေတာတွေပြန်လဲသုံးသပ်ဖို့လိုတယ်။ပွင့်လေးပြောရမယ်ဆိုအစိုးရဘက်ကလည်းဒါအခက်ခဲရှိပါတယ်။ဒါလည်းအမားတို့သိပါတယ်။တချို့သောကိစ္စတွေကအကုန်လုံးအမားတို့က နောက်ကြောင်းပြန်ပြီးရှင်းလို့မရနိုင်ဘူးဒါလည်းသဘောပေါက်ထားတယ်။တို့ပင်မဲ့လုံလို့ရသလောက်ကိုပြည်သူဘက်ကကာကွယ်သွားဖို့အတွက်ကအမတို့ကဒီဆိုထောက်ခံမှုအရန်ရေးကြီးတဲ့အတွက်ကြောင့်မို့ကြိုးပမ်းအားထုတ်ကြတယ်။တကယ်လည်းအတီးပြူသွားတော့တော်တော်လေးဝမ်းသာပါတယ်။